ရှမ်းပြည်တောင်ပိုင်းမှာစစ်ရေးလှုပ်ရှားတဲ့တပ်ရေးတပ်ဖွဲ့တွေနဲ့ drone တပ်ဖွဲ့တွေပေါင်းစည်းပြီးတော့ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ်ဟာခရီးနီမျိုးသားများကာကွယ်တပ် KNDF ဗျူဟာအနှက်ကိုဖြစ် ပူပေါင်းဖွဲ့စည်းခဲ့ပါတယ်။ရှမ်းပြည်တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSNRU ရှမ်းတောင်ဒေသခံကာကွယ်ရေးတပ်အမှတ်1005အမှတ်1008 SODF တို့ကရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF အမည်နဲ့ ဂရီနီမျိုးသားများကာကွယ်တပ် KNDF ဖြူဟာအမှတ်9မှာ SSNDF KNDF Bat 101 102 103နဲ့ drone အဖွဲ့ဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ပြီလို့ရှမ်းတောင်တော်လိုက်ရဲ့တပ်ဖွဲ့တွေကပြီးခဲ့တဲ့ April 19ရက်နေ့မှာထုတ်ပြန်ပါတယ်။ပြောင်းလဲဖွဲ့စည်းထားတဲ့ရှမ်းတောင်အမျိုးသားများကာကွယ်တပ် SSNDF KNDF ဖြူဟာအမှတ်9အနေနဲ့ဂရီနီမျိုးသားများကာကွယ်တပ် KNDF ရဲ့စစ်ရေးအမိန့်အောက်မှာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ပြောဆိုထားပါတယ်။ပြောင်းလဲဖွဲ့စည်းထားတဲ့ SSNDF KNDF ဗျူဟာအမတ်ကိုရဲ့စစ်တင်တန်းကိုပြီးခဲ့တဲ့ February 17ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး April 19ရက်နေ့မှာတင်တန်းဆင်ပွဲကိုကျင်းပခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်ရှင်။